ကဲအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ပြတ်ထားတဲ့မီဘိုကြီးကဒါနိုင်ကြဆရာတော်မီဘိုကြီး၃တော်ပေါ့เนาะအာဒီမီဘိုကြီးကဘယ်မှာကြလဲလာမေးတဲ့လူရှိလို့ပေါ့เนาะဒီမီဘိုကြီးကအာတထုံမြုံနန်တော်ကလာကျေးရွာမှာကြတယ်ပေါ့เนาะလောက်တည်တဲ့နေရာမှာကြတော့ကရင်ပြည်နယ်နိုင်ကြဆရာတော်မီဘိုကြီး၃တော်ပါเนาะမီဘိုကြီးတန်ဖိုးကတော့သေ90ကျော်တော့တော့သိရတယ်ပေါ့เนาะအဲနောက်ကလာမှာကြတယ်မီဘိုကြီးကနောက်ကလာမှာကြတယ်ဘေးအာရီယာကေကေနဲ့ကောက်ရတဲ့လူအများကြီးပဲသိရတယ်ပေါ့เนาะစုလည်း ရှင်းပြထားပါတယ်ဆူဘလောက်လဲတော့ကျွန်တော်လည်းအဲတိကျမသိဘူးဗောနော်ဆူပါကျွန်တော်အဲ့ဒါကိုအဲနောက်ကလာသူနောက်ကလာသားတွေကကန်ကောက်တယ်လို့ပဲပြောရမှာဗောနော်ကျွန်တော်တို့လည်းရွာမှာနေတော့ဒီလိုမိဘကြီးတွေလက်ကောက်ဘူးတဲ့ဒါပေမဲ့လိုက်မမိဘူးဗောနော်မရခဲ့ဘူးကန်မကောက်ဘူးဗောနော်အခုကအနေတိုင်းနဲ့ကို့နားမလာကြတဲ့လူတွေကောက်ရတဲ့လူတွေကြတော့ကန်ကောက်တယ်လို့ပြရတယ်ဗောနော်နော်အထယ်တွေအများကြီးပါတယ်နော်မိဘကြီးသုံးတော့ပါအဲ့ဒါကိုမသိသေးတဲ့လူတွေအတွက်ဆိုကျွန်တော်လာရောက်ပြပြတော့ဗောနော် ကျွန်တော်လမ်းကြုံလို့တခါတည်းပြောလဲမှာเนาะတချို့လူတွေကအာဒီလိုမီဘောလောက်တာဘာတန်ဖို့ရှိလဲဘာအကျိုးရှိလဲပေါ့เนาะအာကိုပြောရတဲ့အရာထက်เนาะအာကိုလှုပ်လိုက်တဲ့မီဘောကအကျိုးရှိအောင်လို့လှုပ်လိုက်တယ်ပေါ့เนาะမီဘောတစ်လုံးကိုလှုပ်လိုက်တဲ့မီဘောတစ်လုံးကဘုရားအထိုင်အများကြီးပါတယ်ပေါ့เนาะဘယ်လိုဆိုတော့ကေလိုဂျီတို့အာ AAG တို့ AG အမျိုးမျိုးပေါ့နော်ဘောလို AG တို့ဆက်ဆက်ဘေးတို့သက်စာတို့အများကြီးပါတယ်ပေါ့နော်ညီပိုးကနေရာဒေသတွေမှာကြာရေကောက်ရတဲ့လူကအသုံးဝေတယ်တံမိုးရှိတယ်အသုံးဝေတယ်ဆိုတော့လေဒါလည်းပတ်တကူတဘောပဲเนาะအဲ့လိုမျိုးဒီကျွန်တော်တို့ကရေရိုးရမြေပိုးပြာကျတော့အဖိုးဘာခိတ်ကရရှိလာတာ အခုထိပါပဲเนาะအဲ့ဒါကိုပွဲရှာနေတဲ့လူတွေအတွက်ဆိုကျွန်တော်တခါလေးပြောပြတာပါเนาะပွဲမရှာပါနဲ့ဒါကျွန်တော်တို့ရိုးရာ delay တစ်ခုပါเนาะအကျိုးရှိရောလည်းလုတ်ပါတယ်အကျိုးရှိရောလုတ်တယ်เนาะတံခိုးရှိရောလည်းလုတ်တယ်เนาะပက်စာကိုဖြိုးတိတာလည်းမဟုတ်ပါဘူးเนาะဒါအလူလုတ်တဲ့သဘောပဲတတ်မှတ်ပါเนาะ okay အဲ့ဒါပြောပြတာ